Hello အားလုံးပဲမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ဒီတစ်ပတ် International Break ဒီအပီးမှာတော့ weekend မှာ Premier League နဲ့ပြည်တွင်းပွဲစဉ်တွေပြန်လာပြီပေါ့လေဆိုတော့ကျွန်တော်ဒါ Chelsea နဲ့ Nottingham Forest ရဲ့အရင်ဆုံးကစားမဲ့ပွဲကိုကျွန်တော်ဒါပွဲကြိုသုံးသက်လောက်ကြည့်အောင်ပါ City အဲဒီ City Ground ကိုသွားကစားမဲ့ဒါ Chelsea ပေါ့လေဆိုတော့ Nottingham Forest ကတော့သူတို့အိမ်ဝင်မှာလက်ခံကစားရမယ် လက်ရှိမှာ Northern Forest ကတော်တော်ကိုတိုင်ပတ်တာတွေများနေပါတယ်။ဒါတွေကိုကျွန်တော် Chelsea နဲ့ရှင်မင်းကစားမဲ့အချိန်ကြီးမျိုးမှာပြောင်းလဲနိုင်မလားကျွန်တော်ကြည့်ရမယ်ပေါ့နော်။ဒီပြားတိပြတဲ့ Posty ကိုကလူကလည်းကျွန်တော်လောလောဆယ်မှာ PR အောက်ကျွန်တော်တော်တော်ကိုရောက်နေတယ်။လွန်ခဲ့တဲ့တလားကြိုလောက်က Northern Forest ကိုစပြီးတော့ဂိုင်တွေခဲ့တာအခုချိန်ထိနိုင်ပွဲဆိုတာဘာမှန်းကျွန်တော်မသိသေးဘူးပေါ့နော်။အဲဒီဘက်က Anzu Maresca ရဲ့ Chelsea ကလည်းပဲကျွန်တော်ဒီ Liverpool အသင်းကို International Break မတိုင်ခင်က အနိုင်ယူထားခဲ့ပြီးတော့နီးပြမာရက်စကာကတော့ကျွန်တော်တို့ဒါတပွဲပယ်ဆက်စပန်နေဖြစ်ထားတယ်ပေါ့နော်ဆိုတော့အဲ့လိုနိုင်ယူထားတယ်ဆိုတဲ့အခါကျတော့ Chelsea ကတော့သူတို့ဒါစိတ်တဲ့ပိုင်းဆန်ရရเนาะအရာအလုံးကအကောင်ဘက်မှာကျွန်တော်ရှိနေတယ်ပေါ့ဆိုတော့နှစ်သင်းကြားထဲမှာမတူညီတဲ့မှုတွေနဲ့ကျွန်တော်ရှိမယ်ကစားမယ်ပွဲပါဆိုဒီဘက်မှာညီကလေးတွေနဲ့ဘလို့ရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေဆွနေကြပါဆိုတော့ဒီထဲမှာကျွန်တော် injury ပြဿနာတွေဘလို့ရှိနေတယ်လဲဒါအပြင်ပေါ့နော်ပွဲဒီပွဲထွက်လူစင်ဘလို့ဖြစ်နိုင်ချေရှိတယ်လဲဒါအပြင်နောက်တုံးနောက်ဆုံးဆိုရင်နောက်ဆုံးပေါ့နော်နှစ်သင်းကြားထဲမှာ ဒီထိတ်တိုက်တွေးဆမှု၅ချိန်ဘလို့အခြေအနေတွေရှိထားတယ်လေပေါ့နှစ်သင်းစလုံးရဲ့နောက်ဆုံး၅ပွဲတွေဘလို့အခြေအနေရှိနေတယ်လေဒါရင်းနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအလုံးမဲ့မင်္ဂလာပါဆိုတော့အဲ injuries ပြဿနာတွေကိုကျွန်တော်ကြည့်ရင် Nordian Forest ဘက်မှာဆိုလို့ရှိရင်ကျွန်တော်က right back မှာကစားပြီးတော့ခြေသွန်းနေပြနေတဲ့ Ola Ainer တို့ကစားမတွေက injury ပြဿနာကြုံနေရတယ်ဒါအပြင်ပေါ့နော်ကျွန်တော်ခေါ်ယူထားပါတယ်ဆိုတဲ့ Douglas Lewis ကလည်း injury ပြဿနာကြောင့်သူမကန်နိုင်နေဘူး အဲ့ဒါပြင်အာဆနယ်ကနေခေါ်ယူထားတဲ့ဇင်ချန်ကိုကလည်း injury ပြဿနာတွေကြောင့်ကျွန်တော်မကန်နိုင်သေးဘူးဆိုတော့ Nottingham Forest ဘက်မှာတော့အဲ့ဒီ၃ယောက်က injury တွေနဲ့ယင်ဆိုင်နေရတယ်။အဲ့ဒီဘက်က Chelsea ဘက်ကိုကျွန်တော်ကြည့်မယ်ဆိုရှင် Lian Delap ကတော့ hamstring injury ကြောင့်သူကာလရှိနားနေရတဲ့အခုချိန်ပါနေမှာမဟုတ်သေးဘူးပေါ့နော်။နောက်ကန်ကစားမှာဖြစ်တဲ့ Crowe ကလည်းတူတူပဲအဲ Crowe ပါမှာဆိုလို့ရှိရင်လည်းဒီနေ့ပွဲမှာပါနိုင်ဖို့ကျွန်တော်မရှိပါဘူးနော်။ဒါမျိုးလို့ Tosin Adarabiu ကတော့ ီ suspend နဲ့ဖြစ်တာတော့သူပြီးသွားပြီပေါ့နော် suspend suspend နဲ့ဖြစ်တာသူပြီးသွားပြီဆိုတော့ဒီနေ့ပွဲမှာပြန်ပါကောင်းပါလာနိုင်တယ်အဲ့တော့အချင်းပေါင်းနဲ့တူနေပဲကျွန်တော်ရှိတော့တာဗျာဂျူရီဟာတူတူနဲ့ပဲရှိတော့တာခန်းစစ်ကမရှိတော့ဘူးဆိုတော့တူစင်ပြန်ပါနိုင်မယ်လို့တော့ထင်နေပေါ့နော်အဲဒါအပြင်ဖိုဘနာကလည်းခေါင်းတန်ရာရောက်သူဆက်ပြီးတော့နားရအောင်မယ်လို့ကျွန်တော်ယူဆတယ်ကွင်းလိုက်ကစားမဖြစ်တဲ့အန်ဒရီဆန်ဒူးစ်နော် ပြီးလို့ရှိရင်အင်္ဂလန်လက်ရွေးစင်တင်ကနေပြီးတော့နှုတ်ထွက်ခဲ့တဲ့ James တို့ပြီးလို့ရှိရင်ကျွန်တော် Anzu Fernandez တို့ကလည်း injury ပြဿနာတွေကြုံနေရတယ်ဒါပေမဲ့လို့ Anzu Fernandez နဲ့ James ကတော့ဒီ weekend မှာကစားမဲ့ Forest နဲ့ပွဲမှာပြန်ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါကလည်းရှိနှစ်သင်းကြားထဲမှာကျွန်တော်တို့ဒါ injury new ပေါ့လေဆိုတော့ဒါကြောင့် Chelsea အတွက်တော့ဘယ်လိုပြောမလဲဒီမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာမျိုးက ဒီလိုမျိုးပေါ့နော် injury ပြဿနာတွေအများကြီးကြုံနေရပါတယ်ဆိုတဲ့အခြေအနေတွေကြားထဲကနေပြီးတော့ကိုပဲ Mares ka ha ခက်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 သူတို့အနေနဲ့လုံနေရတာဆိုတော့ဟိုတချို့အဓိကကစားမတွေမပါဘူးဆိုတာမျိုးကမလွယ်ပါဘူးနီးပြအတွက်ကနော်သို့သော်လည်းပဲလက်ရှိမှာ Chelsea ကအဆင်ပြေအောင်သူတို့ကစားထားတယ်ဆိုတော့ Nottingham Forest ရဲ့သူတို့ positive goal ရဲ့လက်အောက်ပေါ့နော်ကျွန်တော်ဒါ record တွေကိုကျွန်တော်ကြည့်ရင်နောက်ဆုံး၅နောက်ဆုံး၅ပွဲပေါ့နော်နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်9ပွဲ10ပွဲမှကျွန်တော်ရှိမထားသေးပါဘူး နော်ရီယန်ဖော်ရက်စ်ကကျွန်တော်နျူကာဆယ်ကို2ဂိုးဂိုးမရှိနဲ့သူတို့တွေရှုံထားတယ်နော်နျူကာဆယ်ကိုရှုံထားတယ်အဲပြီးရင်ကျွန်တော်တို့ဒါအဲမစ်ဂျဲလန်ကိုလည်းသူတို့တွေ2 3နဲ့အိမ်ဝင်မှာသူတို့ရှုံထားတယ်ဒါအပြင်ကျွန်တော်တို့နေပေါ့နော်အဲဘတ်ရီယယ်ဘက်တီကိုလာတာနော်ရီယန်ဖော်ရက်စ်ကတည်ကြထားတယ်ဘန်လီကိုတည်ကြထားတယ်ဆိုတော့ကျွန်တော်တို့ဆန်ဒလန်ကိုလည်းသူတို့တွေအိမ်ဝင်မှာ1စီးနဲ့ကျွန်တော်ရှုံထားတယ်နောက်ဆုံး9ပွဲမှာပြိုင်ပွဲဆိုမှာဆိုလို့ရှိရင်နော်ရီယန်ဖော်ရက်စ်က9ပွဲ10ပွဲမှန်ကျွန်တော်မရှိသေးပါဘူးဒါအပြင်လွန်ခဲ့တဲ့တလကျော်လောက်ခရေကပိုစတီဂူရူကဒီအသင်းကိုစပြီးတော့တာဝန်ယူလာတာ ဒါမှမဟုတ်အခုချိန်ဒီနိုင်ပွဲဆိုတော့ Forest တွေဘာမှန်းကျွန်တော်မသိသေးဘူးဖြစ်နေတယ်။ဒါဟာတော်တော်လေးကိုတိုင်ပတ်ပါနေနော်။နောက်တစ်ခုကကျွန်တော် Chelsea ရဲ့ form ပါ။ Chelsea ကတော့နောက်ဆုံးပွဲလေပောင်းတဲ့ပွဲမှာသူတို့အိမ်ဝင်မှာ2ဂိုးတကူနဲ့သူတို့အနိုင်ရထားတယ်။နောက်ကြကိုနေအတူပေါ့နော်။အဲဒါအပြင် Champions League မှာလည်း Benfica ကိုသူတို့1-0နဲ့နိုင်ထားတယ်။အဲဒါပေမဲ့ Brighton ကိုတော့1-3နဲ့အိမ်ကွင်းမှာရှုံးထားပြီးတော့ Lincoln City ကိုအဝေးကွင်းမှာနိုင်ထားတယ်။ဒါအပြင် Manchester United ကိုအဝေးကွင်းမှာသူတို့ရှုံးထားတယ်။ Chelsea ကနောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်ရင်၃ပွဲအထိအနိုင်ယူထားတဲ့အသင်းပါ။ ဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် Northern Forest ဆိုင်တော့အများကြီးအချီနီကောင်းနေတယ်လို့ကျွန်တော်ပြောရမယ်။နှစ်သိန်းကြားထဲမှာထိတဲ့တွေးဆုံမှုနောက်ဆုံး၅ချိန်ကိုကျွန်တော်ကြည့်ရင်နှစ်သိန်းရဲ့ထိတဲ့တွေးဆုံမှုနောက်ဆုံး၅ချိန်မှာအဲ Chelsea က2ပွဲနိုင်ထားပါတယ်။နော် Chelsea က2ပွဲနိုင်ထားတယ်။တရီ2ပွဲကြပြီးတော့ Northern Forest က2ပွဲအနိုင်ယူထားပါတယ်။ဆိုတော့ဒီ Chelsea ကတော့ဒီပြီးခဲ့တဲ့နောက်ဆုံးတွေးတဲ့ချိန်နောက်ဆုံးထိတဲ့တွေးတဲ့ချိန်မှာ Forest Queen City Ground မှာသူတို့1-0နဲ့သူတို့နိုင်ထားတာ။ ဒါပြင်ချက်စီကွင်းမှာတော့ငါတို့အောက်တိုဘာမှာကစားတဲ့ပြီးတဲ့အောက်တိုဘာမှာကစားတဲ့ပွဲမှာဝမ်ဝမ်တီကြရတယ်ပေါ့နော်အဲ Norian Forest ကွင်းမှာဆိုလို့ရှိရင်လည်းပဲ2 3နဲ့ချက်စီကနိုင်ပြီးတော့ကျွန်တော်အနေနဲ့ Norian Forest အနိုင်ရခဲ့တဲ့အချိန်ကကျွန်တော်2023ခုနှစ်ကပါ2023ခုနှစ်စက်တင်ဘာလကဆိုတဲ့အခါကျတော့တော်တော်လေးကျွန်တော်ကြာနေပြီပေါ့နော်။ဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ထိတ်တိုက်တွေးဆမှုတွေမှာလည်း Norian Forest က Chelsea ကိုရှင်နိုင်ခြင်းကျွန်တော်ရှိမနေဘူးပေါ့နော်။လက်ရှိမှာလည်း Norian Forest က Premier League အဆင့်ဆက်ခွန်မှာကျွန်တော်ရှိနေပါတယ်။ ပရီးမီးယားလိအဆင့်ဆက်ခွန်မှာသူတို့၄ပွဲမှာ၃ပွဲပဲနိုင်ထားသေးတယ်။၂ပွဲတည်ကြပြီးတော့သူတို့၄ပွဲတည်ရှုံးနေထားပါတယ်။ဒါကိုကျွန်တော်ကြည့်မယ်ဆိုရင် Forest ကတော်တော်ကိုတိုင်ပတ်နေတာကိုကျွန်တော်မြင်နိုင်နေပါတော့။တစ်ဖက်က Chelsea ကတော့အဆင့်ခွန်မှာပါ။ခုနပွဲကစားပြီးတဲ့အချိန်မှာသူတို့အနေနဲ့၃ပွဲထိသူတို့နိုင်ထားတယ်။၂ပွဲတည်ရင်၂ပွဲရှုံးပြီးတော့တိုက်စစ်က၁၃ဂိုးရထားတယ်။ခန်းစစ်က၉ဂိုးပြန်ပြီးထားရသေးတယ်။ဆိုတော့ Chelsea တွေတော့ injury ပြဿနာတွေအများကြီးကြုံနေရတယ်ဆိုပေမဲ့ဒီအရဒီအခြေအနေတွေကမဆိုးဘူးလို့ကျွန်တော်ပြောရမှာပါလို့ ဒါကတော့လက်ရှိနှစ်သိန်းစလုံးရဲ့အနေထားမျိုးပါဆိုတော့ကျွန်တော်တို့ဒီပွဲမှာစိတ်ဝင်စားဖို့ကောင်းတာတွေကျွန်တော်ရှိတယ်။ဒါပါတော့ဒီနီးပြားနှစ်ယောက်ရဲ့ကြားထဲမှာပေါ့နော်မတူညီတဲ့ကျွန်တော်တို့ ਨੇ ဖိအားမျိုးတွေကျွန်တော်ရှိနေတယ်ဗောလေမတူညီတဲ့အခြေအနေမျိုးတွေကျွန်တော်ရှိနေတယ်။အဲပိုစီကိုဂလူးအနေနဲ့ဒီပွဲသာသူ့ထက်ပြီးတော့ရှုံနေခဲ့မယ်ဆိုလို့ရှိရင်နီးပြားယာရူကပေါ့နော်တော်တော်ကြီးကိုအန်ဒီရဲ့ရှိလာပြီ။တော်တော်ကြီးကိုအန်ဒီရဲ့ရှိလာပြီ။ဘာကြောင့်လဲဆိုတော့အဲဒီနီးပိုင်ရှင်သူ့ကိုခန့်ထားတဲ့ပိုင်ရှင်ကဗျာအလုတ်ဖြစ်နေပါတယ်ဆိုတော့ တည်တယ်မလားအလုတ်ဖြစ်နေပါတယ်ဆိုရင်နီးပြကိုတော့သူတို့ကအပြောင်းလဲလုတ်ထားတာအလုတ်မဖြစ်ပါဘူးဆိုရင်နီးပြကိုအပြောင်းလဲလုတ်ဖို့ဝင်လေးမှာမဟုတ်ဘူးနော်ဝင်လေးမှာမဟုတ်ဘူးဆိုတော့အခုလည်းပဲထပ်ပြီးတော့အချိန်ကြီးမကောင်းရင်ထုတ်မယ်ဟေးပြုတ်မယ်ဟေးဆိုတဲ့သတင်းမျိုးတွေကကြားနေရတာအဲ့ဒီတော့ Forest Adwell International Break အပီမှာပြန်ပြီးတော့ယုံပြနိုင်ဖို့ကျွန်တော်လိုပါတယ်တခုရှိတာကတခုရှိတာကကျွန်တော်နေပါတော့အဲဒီ international break ဒီအပြီးမှာခက်မှန်းတာတော့တော်တော်ခက်တယ်ပြည်သိလားဘာလို့လဲဆိုတော့ဂျားထဲမှာနားလိုက်ကြတာကိုနားလိုက်ကြတော့အသင်းကြီးရဲ့ form နေ ကစားမားတွေရဲ့အနေထားတွေဆိုတာကဘယ်လိုဒီပြန်ဖြစ်လာအောင်မယ်မယ်ကျွန်တော်ကသိတာမဟုတ်ဘူး။ဒါပေမဲ့ဒီပုံစံတိုင်းဆိုရင်တော့တင်ကြတာတခုက Chelsea ကို Nottingham Forest ကအနံ့ယူနိုင်စရာကအကြောင်းကမရှိဘူး။ City Ground ပဲဖြစ်နေပါစေပေါ့နော်လွယ်ကူချင်းမရှိဘူးဆိုပေမဲ့လည်းလို့ပေါ့လေ။ဒါလက်ရှိအနေထားက Chelsea ဟာ Nottingham Forest ရဲ့ Benia ကမဆိုပို့ပြီးတော့တအောင်လုပ်ပြထားနေတဲ့အသင်းများ။အဲ့ဒီတော့တင်ကြတဲ့ Nottingham Forest ကွင်းမှာလည်းပဲ Chelsea တို့ကအများကြီးပြဿနာမရှိနိုင်ဘူးပေါ့နော်ဒီပုံစံတွေက။သို့သော်လည်းပဲ International Break နားလိုက်တော့ ဘာတွေဆက်ဖြစ်အောင်လဲကျွန်တော်ကြည့်ရမယ်ကျွန်တော်နောက်တစ်ခုကကျွန်တော်တို့ဒီပွဲမှာထိတိုက်တွေးဆမှုလေးတွေကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ထားပါတော့ကွင်းလင်မှာဆိုလို့ရှိရင်ဒါကိုင်စီတို့အရန်ကောင်းပြနေတဲ့ကိုင်စီတို့ကတော်တော်လေးခြေသွင်းကောင်းပြနေတယ်ဆိုတော့အဲ့ဒီကစားမကကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီတစ်ဖက်ကပေါ့နော်အီလီယိုအန်ဒါဆန်နဲ့ကျွန်တော်တွေးရမယ်သူတို့နှစ်ယောက်ကတော့နှစ်ယောက်သုံးဟာကွင်းလင် defensive midfield မှာကစားနေကြတယ်ဆိုတော့ထိတိုက်တွေးခြင်းမှာတွေးမှာပေါ့လေနော်တယောက်နဲ့တယောက်ဗရယ်ဆန်ရခြင်းမှာဆန်ရမှာပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်အန်ဒါဆန်ကလည်း တော်တော်ကောင်းနေကွင်းလင်ကစားမှာပါအီဒီယိုအန်ဒါဆန်ကအဲ့ဒီတော့သူ့အနေနဲ့လေပေါ့နော်ကျွန်တော်လက်ရှိကွိုင်းစီတို့တို့ဘာတို့ကိုအမှန်ကန်ဘယ်လိုပြောမလဲပူပြီးတော့ပေါ့နော်ဒါတကယ်တကယ်ကွင်းနဲ့ထိတိုက်တွေ့တဲ့ချင်းမျိုးမှာသူ့ကွင်းလေကိုပူပြီးတော့ကောင်းထိမ့်ပြနိုင်မလားပေါ့ဒါတွေကလည်းကျွန်တော်ရှိတယ်အဲဒါအပြင် Morgan Gibbs White နဲ့ကျွန်တော်သာ Cucurella တို့ရဲ့ကျွန်တော်ထိတိုက်တွေ့နိုင်စွမ်းနေဘာလို့လဲဆိုတော့ Cucurella ကတော့ကွင်းလေကိုသူ drift လုပ်လေကျွန်တော်ရှိရပေါ့နော်ဒါပေမဲ့လို့ number 10ရို့မှာကစားတဲ့ Gibbs White ကတော့ သူအနေနဲ့ကျွန်တော်တို့ဒါကွင်းလေတကြောဆိုတဲ့ခါကျတော့ကိုင်စီရိုတို့နဲ့ပို့ပြီးတော့တွေ့ရမယ့်အနေအထားမျိုးအဲဒါကြောင့်လောတင်မှာဆိုလို့ရှိရင်ချယ်ဆီအနေနဲ့ဒါဒီပွဲကပေါ့နော်အဲကျွန်တော်ဂျားတိုင်းမှာစိတ်ဝင်စားဖို့ကောင်းတယ်တွေ့ဆုံမှုလေးတွေကျွန်တော်ရှိတယ်ပေါ့လေနောက်တစ်ခုကချယ်ဆီရဲ့ခံစစ်ပါကျွန်တော်တို့ဘလူးပွဲထွက်လာမလဲပေါ့စိတ်ဝင်စားဖို့ကျွန်တော်တို့ကောင်းတယ်သူတပင်းရွေးချယ်စီကအများကြီးမရှိလို့ပါပြေးချေစရာအများကြီးမရှိဘူးလေဘောင်းနဲ့ပွဲမှာဆိုလို့ရှိရင်ကစားမတွေအပြောင်းလေးတွေလို့ injury တွေရအပြောင်းလေးတွေလို့ဒါမှမဟုတ်လုံရင်လည်းသူတို့တိုင်ပက်ပြီးတော့နောက်ဆုံးတော့နိုင်သွားတယ် နော်တိုင်ပက်တယ်ဆိုတာခန်းစစ်စားမတွေ UD ပြဿနာတွေကြုံသွားတာ James ကိုစန်တာဘက်မှာထားကစားရတာမျိုးတွေပါကျွန်တော်မြင်ခဲ့ရတာဆိုတော့လက်ရှိပေါ့နော် Chelsea နေနဲ့ကွင်းလယ်မှာဆိုတော့စန်တာဘက်မှာဆိုလို့ရှိရင်တူစင်ပြန်ပါလာလိုက်မယ်လို့ကျွန်တော်ထင်တယ်။ဒဏ်ရာပြေသနာကောင်းရင်တော့ပြန်ပါလာပါလိမ့်မယ်။သူကဆက်စပန်ဖြစ်ထားတဲ့ပွဲရောက်သူပြီးသွားပြီ။ဆိုတော့တူစင်ရှိမယ်။ပြီးရင်ကျွန်တော် action ပေါင်းကျွန်တော်ရှိမယ်။အဲပြီးရင်အဲဂျူရီဟာတူကျွန်တော်ရှိမယ်။အဲဒီသုံးယောက်ကျွန်တော်ရှိမယ်ပေါ့နော်။စန်တာဘက်မှာကစားလို့ရတာ။ ဆိုတော့ဒါကြောင့် forest တွက်ကတော့ဗောနော်ဒီမလွယ်ဘူးလို့ကျွန်တော်ပြောတာဗျာဒီကစားမလေးတွေကလည်းမစိုးဘူးအချင်းပေါင်းဆိုလို့ချင်းတော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်ကျွန်တော်ကစားတာကဆိုတော့ hardu ကတော့ပြောစရာမလိုဘူးဗောနော် ix ကနေတကယ်ကောင်းလို့အမှန်ကန်ခေါ်ထားတဲ့အတင်းကစားမဆိုတဲ့ခါကျတော့ဆိုတော့ညီကလူရောဘလူမင်ရလဲဆိုတော့ကျွန်တော်ဒီပွဲမှာ chelsea ကအနိုင်ယူရင်းနဲ့ norian forest နဲ့နီးပြ postigo glue တို့ကိုထပ်ပြီးတော့ pr တွေပေးသွားလိမ့်အောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ city ground ကမလွယ်ဘူးပေါ့ဆိုတော့ chelsea နေနဲ့ ဒီ Nottingham Forest အဆင်ပြေခဲ့ပါတယ်ဆိုတဲ့အချိန်မှာတော့မှ City Ground မှာနိုင်ပွဲရအောင်ယူထားတော့ဒီပွဲမှာသူတို့ကသုံးမှတ်ထပ်ပြီးတော့ယူသွားနိုင်မယ်လို့ထင်ကြတာဆွေးနွေးကြပါအားလုံးကိုချစ်တင်ပါတယ်